အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုဆရာကန်းကျမဖတ်ကြားပေးချင်တာကတော့ယနေ့ဟာဂျာတာပရိနေဖြစ်တဲ့အတွက်ဂျာတာပရိသာသမီအားလုံးအတွက်တပတ်စာ တာတော့ဗီဒီယိုဟောစရံကို ဟောကြားပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်သွားပေးပါ ဂျာတာပရိသသမီအားလုံးအတွက်တပတ်စာ တားတော့ပေတွင် ဟောစရံဖြစ်ပါတယ်။ယနေ့ဟာ16ရက်နေ့ဖြစ်တဲ့အတွက်16စက်9 20 21 22 10လပိုင်း22ရက်နေ့ထိအောင်အကျုံးဝင်ပါတယ်နော်။ဂျာတာပရိသသမီမိတ်ဆွေတွေဒီရက်ပိုင်းတွင်မှမျောလင်းချက်တွေပျောက်ဆုံးနေတတ်ပါတယ်နော်။ စီးပွားရေးလုပ်ငန်းကိန်းကန်းတွေမှာဘေးကျန်နှံကျအခြေအနေနဲ့ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတတ်ပါတယ်။လက်ရှိလုပ်ငန်းမှာဆက်လုပ်ရရင် ကောင်းမလားလုပ်ငန်းပြောင်းရရင်အဆင်ပြေမလားပေါ့နော်။လက်ရှိလုပ်ငန်းကလည်းအဆင်မပြေလုပ်ငန်းပြောင်းရမလားအဲ့လိုမျိုးအတွေးခေါ်မျိုးတွေဝင်လာတတ်ပါတယ်နော်။ငွေကြေးတွေအဆင်မပြေဖြစ်မဲ့ငွေကြေးကျတ်တဲမဲ့ငွေကြေးလိမ်လည်ခံရတာတွေကြုံရတတ်တယ်ဗျာနော် ငွေချင်းကားတွေဆုံးရှုံးမှုတွေကြုံရတတ်ပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့အကြီးအကျယ်ပြဿနာရှုပ်ရှင်းတွေဖြေရှင်းရတတ်ပါတယ်။မိษွေပေါင်းတဲ့နေဒုက္ခပြီးမယ်။မိษွေတွေကြောင့်စိတ်ညစ်ဆရာတွေတောကရောက်ဆရာတွေများစွာကြုံတွေ့ရတတ်ပါတယ်။မိษွေတွေနဲ့ပတ်သက်ပြီးတော့ပြဿနာဖြေရှင်းပေးရတတ်တယ်နော်။ပြီးတော့ကိုယ့်ရဲ့လူရင်းတွေအိမ်ကိုလာပြီးတော့ဒုက္ခပေးကြလိမ့်မယ်နော်။ အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဝမ်းသာကြည်နူးစရာအချိန်ကိုရောက်ရှိလာပါပြီ။အိမ်တော်ဘက်ရဲ့ဂရုစိုက်မှုကိုခံရမယ်။အိမ်တော်ဘက်ရဲ့မိဘဆွေမျိုးများထံကနေပြီးတော့လက်ဆောင်ပစ္စည်းတွေအမွေပစ္စည်းတွေရတတ်ပါတယ်ဗျ။သားရဲသမီးရဲ့နဲ့ပတ်သက်ပြီးတော့အကံမကောင်းသေးပါဘူး။သားသမီးလိုချင်နေတဲ့လင်မယားစုံတွဲတွေသားသမီးမရနိုင်သေးပါဘူးနော်။သားသမီးရှိပြီးသားမိတ်ဆွေတွေကတော့သားသမီးတွေရဲ့တော်လန်ပုံကန်ခြင်းကိုခံရတတ်ပါတယ်နော်။ ဒီအချိန်မှာရန်သူတွေများပြားပါတယ်။တင့်ကိုဖက်ဖက်ကနေပြီးတော့ရန်လေးမျက်နာကနေပြီးတော့ဝိုင်းပြီးတော့ဒုက္ခပေးမဲ့ပုံကိုယ်တွေအိမ်ဝရောက်လာတတ်ပါတယ်နော်။ပြီးတော့ဆရာတုဆရာရောင်တွေဘိုးတော်တုနတ်ကတော်တုအဲ့လိုမျိုးလူလိန်တွေနဲ့လည်းစုံစည်းရတတ်ပါတယ်နော်။လူငယ်တွေအခြေအနေနဲ့ပတ်သက်ပြီးတော့ကံကောင်းပါလိမ့်မယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့၃ပွင့်ဆိုင်လာ၂ပွင့်ဆိုင်၃ပွင့်ဆိုင်အခြေအနေ ကြုံရတတ်ပါတယ်အခြေအမှစမ်းပွင့်တတ်ပါတယ်အခြေအမှရွေးချယ်ရခက်တဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတတ်ပါတယ်နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ခံကိုမကောင်းတဲ့ပညာတွေအောက်လန်းပညာတွေနဲ့ပြူစားတိုက်ခိုက်တာတွေခံရတတ်ပါတယ်နော်ဝမ်းတွင်းကလီစာတွေမကောင်းတာတွေပါတယ်ခံစားတတ်တယ်ပြီးတော့ခြေတော့မှာထိမိခိုက်မိဖြစ်တာတွေကြုံရတတ်ပါတယ်နော်ကန်တရားကဒီအချိန်မှာတင့်ကို ဒုက္ခပြီးမှဖြစ်တဲ့အတွက်ဒီချိန်မှာညာညာနဲ့ဝိရိယကိုအားစိုက်ပြီးတော့သတိဝိရိယထားပြီးတော့လောက်ကန်ဆောင်ရွက်ပါအရေးကြီးတဲ့စာရွက်စာတမ်းတွေပျောက်ဆုံးတတ်တယ်စာရုပ်စာတမ်းတွေမှာအရေးကြီးတဲ့စာချုပ်စာတမ်းတွေမှာလက်မှတ်ထိုးမှားတာတွေကြုံရတတ်ပါတယ်เนาะအလူမင်္ဂလာပွဲတွေရရှိရတတ်ပါတယ်အလွန်ခင်မင်းရင်းနှီးတဲ့နှစ်ပေါင်းများစွာတွဲလာခဲ့တဲ့မိတ်ဆွေရင်းတွေနဲ့ပြည့်စုံတာဖြစ်တတ်တယ်လမ်းခွဲရတတ်ပါတယ် လူငယ်တွေပညာရေးနဲ့ပတ်သက်ပြီးတော့ဆာမူပဲကြားမယ်အင်တာဗျူးကြားတာတွေကြုံရတတ်တယ်ပြည်တွင်းဒီပါခရီးစီစဉ်ထားတဲ့သူတွေလည်းကြန့်ကြာတာတွေခရီးစဉ်ကြန့်ကြာပါလိမ့်မယ်နော်ဒီချိန်မှာမျောလင်းချက်တွေဝေဝါးပျောက်ဆုံးနေတတ်ပါတယ်နော်ဒီရပိုင်းတွင်းမှာကြုံတွေ့ရမယ့်ကန်စာတာဆိုးတွေကနေကြော်လွားနိုင်ပြီးတော့ကောင်းကျိုးမင်္ဂလာတွေရရှိခံစားစေဖို့အတွက်ဖျားရှင်ကိုတော်မြတ်ကြီးဟာ နံပြားထောပတ်တုတ်လူပြီးတော့ဆူတောင်းပေးပါနော်နံပြားထောပတ်တုတ်နံပြားထောပတ်တုတ်ကိုတကြားမထဲပါနဲ့နော်အဲနံပြားမရှိတဲ့တောရက်ဒေသတွေမှာတော့နွားနို့နဲ့ပေါင်မုန်းနဲ့လူပြီးတော့ဆူတောင်းပေးရပါမယ်နော်နံပြားထောပတ်တုတ်မြို့ရက်တွေကတော့နံပြားထောပတ်တုတ်ရှိပါလိမ့်မယ်နော်တောရက်တွေကတော့နံပြားမရှိတဲ့ရက်ဒေသတွေမှာနွားနို့နဲ့ပေါင်မုန်းကိုဘုရားရှင်ကိုတော်မြတ်ကြီးကလူတန်းပြီးတော့ဆူတောင်းပေးပါရှင်ရဲ့ပေါင်းကနေလုကင်းတော်ပါလိမ့်မယ် အခုဆရာဟောကြားပေးခဲ့တဲ့တားတော့ဗီဒီယိုဟောစရံဟာမိษွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်သွားပေးပါမိษွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတဲ့နေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာဓမ္မဗီဒီယိုမေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တားတော့ဗီဒီယိုဧကန်တဗီဒီယိုမေးခြင်းနဲ့မိษွေတွေက ဆရာကိုဓာတ်ရိုက်ဖုံးခေါ်ပြီးတော့မေးလို့ရပါတယ်။ဘေရင်ညာပူဇော်ကယူပါတယ်နော်။ပြီးတော့အိမ်ရောင်းကျင်တာ၊ခြံရောင်းကျင်တာ၊မြေရောင်းကျင်တာ၊ကားတွေ၊ကြောက်တွေ၊ဆက်ပစ္စည်းတွေ၊ဆိုင်ကယ်တွေတံပိုးကြီးယရနာပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အတွက်အထူးဓာတ်ရိုက်ဆင်တွေပြုလုပ်ပေးပါတယ်။အာမခံတယ်ပါ။ပြီးတော့အခြေအမှသစ္စာဖောက်ခံရတာအိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါ။ပြီးတော့ဂျမ်းမာရဲ့သဲသံညံ့နေတဲ့လူနာတွေ အောက်လန်းပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပြီးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြည်ဖို့နေ့စဉ်ငွေကြေးလက်လာပါတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားရှုံများနေတဲ့မိတ်ဆွေတွေနှလုံးသုံးလုံးချဲဘော်လုံး၆ကောင်ချင်းကြက်ဖဲဆလော်ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အားဖြင့်လောင်းကစားရှုံများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင်ပုံနကနမင်းကြီးရဲ့အဆောင်တော်ကြီးတွေဆောင်ရွက်ပေးပါတယ် ီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိလာစေဖို့ပျောက်သွားတဲ့တံပိုးကြီးယရနာပစ္စည်းတွေချက်ချင်းပြန်လဲရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ຢາຮູ້ໂຕບໍ່ນິຍາກ້ອງຢາບໍ່ລັດຊິນິຍາມາຕີແມ້ໃສບໍ່ລັດຊິນິຍາກະນິປ້ຽງຊ່ວຍຂຶ້ນຢາໃສບໍ່ လိန်တူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အချုံအောင်ဖန်စည်းခံရတဲ့မိတ်ဆွေများလည်းအချုံအောင်ဖန်စည်းကနေချက်ချင်းလွတ်မြောက်စေရန်အထူးရရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က3996 986 158 ပြီးတော့3ည9 6 3ည4လုံး2 5ဖြစ်ပါတယ်เนาะအဲ့ဒီ3ည9ခွန်5 6ခွန်8 8 8 5 8 8 8 8 8 8အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါ ရှားရဲ့ဘေးတွေဟောကမ်းမှာလာမေးကျင်နေဆိုရင်တော့နှောကုန်းကြီးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်ရှားရဲ့ဘေးတွေဟောကမ်းမှာလည်းလာမေးလို့ရပါတယ်เนาะမလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါခொနရသားသမီးအားလုံးကျမ်းမာ ချမ်းသာကြပါစေ